ားလုံးပဲမင်္ဂလာပါကျွန်တော်ကိုဆို support channel ရဲ့ကြိုးစားပါတယ်နော်အဲခုနှစ်ရက်17လ2025 lucky 7တောက်ကြနေပေါ့နော်ပွဲကြိုးတုံးတဲ့ချက်ကျွန်တော်၃ပွဲတင်ပြသွားပါမယ်ကျွန်တော်ရဲ့ YouTube TikTok Telegram မှာကျွန်တော်တင်ပြသွားပါမယ်ကျွန်တော်ရဲ့ TikTok comment တွေမှာကျွန်တော်ရဲ့ Telegram link တွေချပေးထားပါတယ်နော်ချင်းကြီးတို့နေရာတွင်လည်းအောင်ခဲ့တယ် ကျွန်တော်ပေးတဲ့ပွဲတွေအောင်ကြတော့ဝန်တာ PD ဖြစ်မိတယ်။ညာဆိုရင်လည်း3နာရီ4နာရီမှပြန်မနေခင်းဆိုရင်လည်းအစောလာတယ်။7နာရီပေါ့နော်အစောလာတယ်။စူးစမ်းရတာပေါ့နော်။ချင်းချင်းကိုယ်တွေအစဉ်ပြေဖို့ကိုစူးစမ်းရတဲ့ရလမှုကတော့မအိမ်မနာပါတော့စူးစမ်းမှုရဲ့ရလက်ကတော့ဒီနေ့အောင်မြင်လာမှာပါเนาะအဲကြောင့်ကျွန်တော်မယ်တိတ်နားချင်းတိတ်မရှိဘူးပြမနေ့အစိုးလဲဆောလာပေးပါတယ်เนาะ အဲကြောင့်မဒီနေ့ကျွန်တော်တောက်ချာနေ့ကိုစောစောစီစီဝဲကြိုတုံးတဲ့ပေဖို့တုံးမွဲတင်ပေးသွားပါမယ်နော်ကြည့်လိုက်အောင်ကျင်းနေပါနော်ဒီနေ့တော့ဝဲစင်းနေရတော့အများကြီးပေါ့နော်စပိန်လာလီကအီတလီစီဒီအေဂျမန်ဘူန်ဒက်လီကာပြင်သစ်လီဂ်ဝဲအင်္ဂလန်ချန်ပီယံချစ်ဒီလီအီတလီစီဒီဘီအီတလီစီအီတလီစီဒီဘီနော်ဂျမန်ဘူန်ဒက်လီကာ2အများကြီးပြင်သစ်လီဂ်2တို့အနန္တလန်အများကြီးပေါ့နော်ပွဲစဉ်အားထက်မှကျွန်တော်အကောင်းဆုံး3တင်း ွေးချယ်ပေးထားတယ်ပေါ့နော်ကျွန်တော်ကြည့်လိုက်အောင်နော်အီတလီစီးရီအီတလီစီးရီကိုပီဇာနဲ့ခရီမိုနီစီနဲ့နော်ပွဲလေးကြည့်လိုက်အောင်ဟိုဒီပီဇာကပီဇာဆိုစားတယ်ဟိုပီဇာမဟုတ်ဘူးပီဇာကစတီဂျေးကဒဲပဲအခုဒဲပေါ့နော်ပီဇာအဆင့်ဆက်ခွန်မှာ ဒီခီမိုခီမိုနီစီယာ70မှာအဲ့ဒါကိုအဆင့်စက်ခွန်ကမိုင်းနဲ့50ပေးထားတယ်လောလောဆယ်ပေါ့နော်သူရဲ့စတီကြီးကတော့လဲပဲတဲ့ပေါ့နော်ပေးထားတယ်အခုကပီဇာကမိုင်းနဲ့50ပေးထားတယ်ဗျဒါနဲ့50ပေးတဲ့အတွက်ကြောင့်မလို့အဆင့်စက်ခွန်နဲ့အဆင့်70ဆိုတာဘလို့မှ လိုပဲဖြစ်ဖြစ်ပါဟိုအတင်းကြီးပေါ့နော်အဆင့်30ဆိုရယ်သူကောင်းလို့အပေါ်မှာရောက်နေတယ်ဒါဆိုအဆင့်30ပေးရမယ်မဟုတ်ဒီပီဇာအဆင့်10ခွင်မှာအောက်ဆုံးမှာစကုံ78 79 20သူ့အောင်မှာ၃နင်းပဲရှိတော့တယ်ဟုတ်တယ်မလားအဲသူကဒီပီဇာကဒီမိုင်းနဲ့50ပေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်ပီဇာကိုရွေးချယ်ပေးထားပါတယ်เนาะသူတို့ဒီနောက်ဆုံးပီဇာ၅ချိန်မှာဆိုရင်လေ၃ပွဲနိုင်တစ်ပွဲ တရေတပွဲရှုံထားတယ်เนาะဒီစားလောလောဆယ်အခု၄ပွဲဆက်တရေဖြစ်နေဒီဘက်မှာလည်းဟိုတရေဟိုကြာကောင်းကြာနိုင်လိမ့်မယ်ပေါ့เนาะဒါပေမဲ့သူကတော့မိုင်းနဲ့50ပြေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ဗီဇာကိုနိုင်မယ်လို့ယုံကြည်မှုရှိတာပဲเนาะတရားမှာ80ရာခိုင်နှုန်းတော့ကျွန်တော်ပေးထားတယ်เนาะဒီခီမိုနီစီကတော့နောက်ဆုံး၄ပွဲမှာ၂ပွဲရှုံ၂ပွဲနိုင်၂ပွဲနိုင်၂ပွဲတရေပေါ့เนาะ အဆင့်30မှာတော့ဗီဇာပေးထားတယ်မိုင်းနဲ့50အဲ့ဒါကြောင့်မလို့ကျွန်တော်ဗီဇာကိုပဲရွေးချယ်ပေးထားပါတယ်ချင်းချင်းပဲเนาะနောက်တစ်ပွဲနောက်တစ်ပွဲကပြင်သစ်လီဂူဝမ်ကိုကြည့်မယ်ဗျပြင်သစ်လီဂူဝမ်ကပဲရီနဲ့ဘန်နက်ပဲရီကလည်းသူတို့နှစ်တင်းကတော့အထောက်အောက်တွေပါပဲအဆင့်70နဲ့အဆင့်30ပဲရီကအဆင့်70ဘန်နက်ကအဆင့်30ပေါ့เนาะအဲ့ကဒီနောက်ဆုံး၄ပွဲမှာဆိုရင် တဝဲနိုင်အမူနာကိုလို့အတင်းကြီးတော်မှာနိုင်ထားတာမူနာကိုကွဲမှာနော်ဘယ်တကနိုင်ထားတာပြီးတော့အမူနာကိုလည်းမကန်ခင်မှာဆိုရင်လည်းအဲလိုင်ယွန်လို့အတင်းကြီးနဲ့လည်း3939တေးကြထားတယ်3939တေးကြထားတယ်အဲကြောင့်မလို့ကျွန်တော်ကတော့ဘဲတွေကိုပဲယူချပေးခြင်းနဲ့ဘဲတွေကနောက်ဆုံးလေးဘွဲမှာဆိုရင်လည်းတပွဲနိုင်နော်အဲလိုင်ယွန်နဲ့တေးရေနှစ်ပွဲရှုံးထားတာပေါ့နော်သူ့ရဲ့စတ္တီကြီးကတော့အိုင်းနဲ့50ပဲတော်တော်စင်တော့ -50 ပေါ့ကြေးပြောင်းလဲရှိမယ်ဆိုရင်တော့မပြောတတ်ဘူးပေါ့နော်ဒါမဲ့လည်းမပြောင်းတော့ပါဘူးလည်းနဲ့ကလည်းဒီနောက်ဆုံး၄ပွဲမှာဆိုရင်တပွဲနိုင်နှစ်ပွဲတည့်ရေတပွဲရှုံးထားတယ်သူရဲ့ကိုပေါင်းစေးရတော့၃လုံးပလက်50ပြလုံးဝ50ဆိုပေမဲ့လည်းကျွန်တော်ဘိုးဘော်လည်းနည်းနည်းလေးကြိုက်တယ်အဲပဲရစ်ကိုလည်းဘော်ဒီကြိုက်တယ်ဗျာနော်ပဲလစ်ဘော်ဒီပဲရွေးချယ်ပေးထားပါတယ်ချင်းချင်းပေါ့ဗျာနော် ဒီတို့လီးတွေအစောအစာအုပ်ဆုံးပေါ့နော်ဒီအစာအုပ်ဆုံးပွဲတွေဆိုရင်တော့နည်းနည်းလေးဂီယူဆိုင်စေချင်တယ်ဗျဥမာစပိန်လာလီကာဆိုရင်တော့အချီဆိုစီတက်ပေါ့နော်အခုမှဒီလီစီရေဆိုရင်ကတော့ပီဇာနဲ့ခရိုမူနီစီပေါ့နော်ဘယ်လိုကဆိုရင်ဘာရာဘီနဲ့ဝဘဝဘပေါ့နော်အဲ့လိုအပွဲဥထွက်တွေပေါ့အပွဲဥထွက်ဆိုဒီတောက်ချာနေမှာရင်စုံကန်တဲ့ပွဲတွေဆိုရင် နည်းနည်းလေးထိန်ကစားစေခြင်းနဲ့ဘာဖြစ်လို့ဆိုတော့မှန်းခရတယ်မှန်းခရတယ်တော့ကျွန်တော်ဥမာဥအချင်းနဲ့ဆိုစီတဲ့ဆိုပါဆိုဥမာတို့ရင်တပတ်ရင်တပတ်ကတောက်ကြနေမှာအဲကိုးပေါ်ကိုးပေါ်သွားတယ်ဂီတာဖေးနဲ့ဘာလဲမသိဂီတာဖေးပွဲပေါ့နော်အဲ2 1နဲ့ကိုးပေါ်အောင်သွားတယ်ဒါပေမဲ့ဒီတပတ်မှာတောက်ကြနေမှာတောက်ကြနေမှာအချင်းနဲ့ဆိုစီတဲ့ကကိုးပေါ်ပါမလားအဲအဲ့လိုမျိုးပေါ့ကျွန်တော်ကတော့တကယ်လို့ဒီအချင်းနဲ့ဆိုစီတဲ့က အရင်တပတ်ကဂီတာဖေးရဲ့ဂိုးပေါ်တဲ့အတွက်ကြောင့်မလို့ဒီဟာဒီနေ့တောက်ကြနေမှာပွဲဦးတက်ကအရှင်နဲ့ဆိုစီတက်ကဂိုးအောင်နိုင်လားအဲအဲ့ဒါချက်ကြည့်ရမှာအဲအရင်တပတ်ကဟိုအရင်တောက်ကြနေရကန်ထားတာကဂီတာဖေးကအောင်သွားတယ်ဂိုးပေါ်ဒူဝမ်းနဲ့ပေါ့နော်ဒီဘက်အချင်းနဲ့ဆူစီတက်အောင်ပါမလားအဲအဲ့လိုမျိုးတွေပေါ့ကျွန်တော်တကဟိုအချင်းနဲ့ဆူစီတက်ဆိုရင်ကျွန်တော်ကိုအောက်ကိုကြိုက်တယ်ဥပမာပြောပြတာပေါ့နော်အဲ့ဒါဒီပွဲစဉ်တွေကျွန်တော်ကြိုးဟို အထောက်ကူပြင်းပြင်းပြောင်းပြောပြတာပါเนาะအဲနောက်ဆုံးကနောက်ဆုံးကဒီဟိုပါဗောเนาะနောက်ဆုံးဘွဲကအင်းမြန်ချမ်းမြန်ရှိဗောမြန်လန်ချမ်းမြန်ရှိဝက်ဖို့ဝက်ဖို့ဘွဲအဲကျွန်တော်ဝက်ဖို့နဲ့ဘရာဆိုဘရာစတိုးနဲ့ဗောเนาะအဲ့တင်တင်းဆိုလဲခုနအတိုင်းပဲဗျအဲ့တင်တင်းဆိုလဲဒီ ဒီဝက်ဖိုးကတော့အဆင့်7နှစ်ဒါစတိုးကကြတော့အဆင့်ခွန်းအဲသူလဲလို့ပဲသူအဆင့်7နှစ်ကနေပေးထားတယ်ဗျအဆင့်7နှစ်ကနေပေးတယ်အဆင့်7နှစ်ကဆိုဘယ်လိုပဲခုနပြောသလိုပေါ့ဟိုအဆင့်ခွန်းနဲ့ဟိုပေါ့ဒီပီဇာနဲ့ဟိုလိုပေါ့ပီဇာအဆင့်ခွန်းစက်ခွန်းဟိုကအဆင့်10ပေါ့အဲဒီဝက်ဖိုးဆိုရင်အဆင့်7နှစ်အဲ ဒီဗျာစတိုးကကြတော့အဆင့်ခွန်ဘယ်လိုပဲဖြစ်ဖြစ်ဟိုအဆင့်ခွန်ပေးရမယ်ဒါပေမဲ့မပေးဘူးဒီဝက်ဖို့ကပေးလိုက်ဝက်ဖို့ဆိုလဲစတီဂျီကတဲ့လဲပဲပေါ့နော်အခုသူ့ရဲ့ဂျီကမိုင်းနဲ့90ပဲခုနဟိုပီဇာလိုဂျီမျိုးတွေ့ရတယ်ဗျကျွန်တော်ဘာပဲဝက်ဖို့ကိုပဲရွေးချယ်ပေးခြင်းနဲ့အဲဝက်ဖို့ပဲရွေးချယ်ပေးခြင်းတော့ပေါ့ ဘာဖို့ဆိုရင်နောက်ဆုံး၄ပွဲမှာတော့၂ပွဲနိုင်တပွဲတည်းရေတပွဲရှုံးထားတယ်ဒီဘရာစတိုကတော့နောက်ဆုံး၄ပွဲမှာ၂ပွဲနိုင်၂ပွဲရှုံးနဲ့ဒီနှစ်သင်းတွဲဆုံမှုကတော့ level တွေပါပဲ၂ပွဲနိုင်၂ပွဲရှုံးနေတပွဲတည်းရေအမဲလေကိုကိုပေါင်းစည်းလဲကျွန်တော်တော့သိမိကြရူကိုပေါင်းစည်းကကြတော့နှလုံးမိုင်းနဲ့80အဲခုနပြောလို့အစောပွဲတွေကတော့မှန် ခတာဗောနော် software တွေကရင်တစ်ဘက်ကတော့သူဘယ်လိုပြီးထားလဲမသိဘူးဗောဒီတောက်ကြနေမှာကျွန်တော်ကတော့ဟိုနိုင်ရှင်ပြတာဗောဟိုစပိန်လာလီကာဂီတာဖေးနဲ့ပွဲကိုနိုင်ရှင်ပြတာဗောဒီတောက်ကြနေပွဲတွေကပွဲဥတက်တွေကနည်းနည်းလေးစိုးရင်ရတာဗောနော်ကျွန်တော်တော့ဘလူပဲပဲအဆင့်7ရအဆင့်7ဝတ်ဖို့ပဲကျွန်တော်ယူချက်ပေးခြင်းတယ်ပေါ်ရီเนาะ၃ဘွဲပေါ့เนาะဒီလီစီးရီးဆိုမှာဆိုရင်ဗီဇာပေါ်ရီ အဲပင်တိလီကူအမှဆိုရင်ပဲတဲ့ body ကိုဘောပေါ့နော်ပဲဒီကိုဘောဒီအင်္ဂလိပ်ချမ်းမြေရှစ်မှာဆိုရင်ဝက်ဖို့ကျွန်တော်ရွေးချယ်ပေးတာပဲ၃သိန်းနော်ကျွန်တော် YouTube မှာလည်းတင်ပေးထားပါမယ်음ကျွန်တော် TikTok မှာလည်းတင်ပေးထားပါမယ်နော်ကျွန်တော်ရဲ့ TikTok comment မှာဆိုရင်လည်းကျွန်တော်ရဲ့ daily link နဲ့ချပေးထားပါတယ်နော်ကျွန်တော်ရဲ့ daily link နဲ့အကုန်ချပေးထားပါတယ်ကျွန်တော်ကိုဆို support channel ကိုလည်းလာရောက်အားပေးကြားဖို့လို့ဖိတ်ခေါ်ပါရစေနော် ားလုံးကြမ်းမချမ်းသာပါစေလို့ဆုမကောင်းတောင်းလိုက်ရပါတယ်เนาะကျွန်တော်မနေ့ကစနေတွင်ရေဆိုရင်လည်းမနေ့ကညရင်လည်းအစောဆုံးကျွန်တော်တန်တန်ဆုံးစ조사အထုတ်ပေးပါမယ်เนาะဟိုစ조사အထုတ်မှုရဲ့ရလက်ကတော့ဒီနေ့အောင်မြင်လာမှာပါချင်းကြီးကိုတော့เนาะအားလုံးကြမ်းမချမ်းသာပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်เนาะ